ရွှေပြည်သားဆက်မှုဆောင်မြန်တက်အထည်ချုပ်စက်ယုံမှာ quality control ဌာနကခေါင်းဆောင်တွေကလစာငွေကိုအကြောင်းအမျိုးမျိုးပြပြီးအလို့သမားတွေစံတမပါဘဲဖြတ်တောက်ရယူနေတယ်လို့ပြောပါတယ်။တူစီဌာနတူစီစူပါနဲ့လီဒါခေါင်းဆောင်တွေကလစာငွေတွေကနေအလို့သမားတွေရဲ့ခွင့်ပြုချက်မပါဘဲဓာတ်ရိုက်နှုတ်ယူခဲ့တာလို့လည်းအလို့သမားတွေကပြောပါတယ်။ ဌာနအတွင် OD အချိန်ပိုမစင်းတဲ့အတွက်ငွေကျပ်တထောင်ကောက်ခံခဲ့ရာစက်ရုံအုပ်ချုပ်ရေးပိုင်းကသိရှိပြီးရဲ့နောက်ငွေပြန်ပေးခန့်ခဲ့ပေမဲ့လေဒီကနေ့အထိပြန်မရခဲ့ဘူးလို့အလုသမားတွေကပြောပါတယ်အစုပါကပစ္စည်းဝယ်ခိုင်းတာလက်ဆောင်ပေးခိုင်းတာတွေအပြင် အလုသမားတွေစီကငွေချေးပြီးပြန်မပေးတာတွေပါ ပြုလုပ်တယ်လို့အလုသမားတွေကပြောပါတယ်။အစုပါကိုယ်တိုင်လည်းငွေကိုအတိုးချေးစားသူဖြစ်ပြီးချေးငားထားသူတွေရဲ့လစာကို စာအိတ်ထဲကနေ ဓာတ်ရိုက်ထုတ်ယူတာမျိုးလည်းပြုလုပ်နေတာကိုမကျေနပ်ပေမဲ့အလုံးမပြုတ်ရေးအတွက်သီးခံပေးနေရတယ်လို့အလို့သမားတွေကပြောပါတယ်ဒီကိစ္စတွေမကြာခဏဖြစ်ပေါ်တာကိုအလို့ရှင်ဘက်ကသိရှိပြီးတဲ့နောက်အစီအဝေးခေါ်ယူကကိုကောင်းဆောင်တွေကိုတိုင်ရမလားဆိုပြီးခေါ်ယူပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်မြန်တက် Industry ရဲ့ Company Limited အထက်ကျုပ်စက်ယုံဟာရန်ကုန်မြို့ရှိပြည်သားစက်မှုဇုံ၃ပလဲလမ်းမကြီးပေါ်မှာရှိတယ်လို့အလို့သမားတွေကပြောဆိုထားပါတယ်ကျမကတော့စိတ်ပါ